လောလောကူကူလေးတဲ့ပေါ့နော်ဒါလေးကတော့ညှင်းတစ်ခွက်လေးပါချစ်လို့ရေအဲ့ခန်းထဲမှာဖိုဟာနဲ့နဲ့တရားနဲ့နဲ့ဆိုရင်ညှင်းချွတ်လေးတစ်ခွက်ရပါပြီချစ်လို့ရေတော့တော့ဒါအချိုချက်လေးပါရှင်ချစ်တဲ့ငယ်များအားလုံးပဲမင်္ဂလာပါနော်ဒီလေးပလော့လေးကတော့တော့ကတော့အချိုချက်လေးချက်မှာပေါ့နော်အချိုချက်လေးကတော့ညုတ်တီစိတ်လေးနည်းနည်းလေးထဲမယ်ပေါ့နော်ဒါလေးကတော့ပစုံလေးရေစေးထားပြီးသွားခုံခွာထားပြီးသွားပစုံလေးပါဒါလေးကတော့စူပေါ်ရွက်လေးပါစူပေါ်ရွက်လေးချွေထားတာပေါ့ရေစေးပြီးတော့ ဒါကတော့ခဝဲသီးလေးပေါ့နော်ခဝဲသီးလေးကိုသွားရရေးစေးရောစိတ်ရတာပေါ့လော်တော့လေးလေးအဲ့ဒါလေးလေးကိုချက်မယ်နော်အခုကအစင်သေးဖြစ်ပြီဆိုတော့အိုးလေးထဲတင်ပြီးတော့ချက်မှာပေါ့နော်ချစ်တဲ့ငယ်ကြီးတို့ချက်လိုက်ကြည့်ပေးကြပါနော်အစင်သေးဖြစ်ပြီဆိုတော့ချက်လို့ရပြီပေါ့နော်ချစ်လို့ရေချစ်လို့ရေမိဖို့လေးလည်းအစင်သေးဖြစ်ပြီဆိုရင်တော့တော်တယ်အိုးလေးတက်တင်နိုင်တာပေါ့နော်တယ်အိုးလေးကိုပူအောင်လို့တော်တယ်တက်တင်နိုင်ခဲ့ခဲ့ ်ဒဲအိုးလေးလည်းပို့ပြီးဆိုစီလေးလောတော်လေးထည့်စီနည်းနည်းပဲထည့်ရနော်ဘာဖြစ်လို့လဲဆိုတော့သူကလေနှင်းကျုပ်ဆိုတော့လေအယိုအချိုချက်လေးဆိုတော့လေစီနည်းနည်းလေးလည်းဆိုအရည်လေးလည်းတောက်လို့ရအောင်လို့တော်လေးရောအဲ့လားထည့်လာပါလေကဲဆလုံးမုတ်လေးထည့်ထားရနော်အယောင်လေးလှအောင်လို့ဆလုံးမုတ်လေးထည့်တယ်ဆလုံးမုတ်လေးထည့်ဆလုံးမလေးထဲလို့ပြီးပြီဆိုရင်ကိုကတော့အကြောင်းကကျက်သွန်းလေးရေးဆေးရတလုံးလေးလှီးလာလာလေးကိုစီတက်မယ်ပေါ့နော်ကျလို့ စီတက်မယ်အဲ့လားလေးကိုတော့အားလေးရအဲ့ပစုံကြလို့ညုတ်တီတော့နောက်မှထဲမှာပေါ့နော်ပိတ်စုံမှထဲမှာအဲ့လားလေးတော့အားစီတက်တဲ့အနက်လေးမှုမှုလေးဖြစ်အောင်တော့စီလေးကိုနှောင်းမှွေလိုက်တယ်ပေါ့နော်စီလေးနုံချက်တွန့်နေလေးနုံးလာပြီဆိုရင်တော့တော့ခုကတော့ရေဆေးထားတဲ့ပစုံလေးပေါ့နော်အဲ့လားလေးကိုထည့်ရောမှွေမှာပစုံကလေကြက်ကြလေးမှွေပေးတယ်ဘာဖြစ်လို့မှွေရလဲဆိုတော့လေပစုံကလေအညှိတယ်လေညှိတော့တော့အဲ့လိုမျိုးရဲလာလို့မျိုးကြက်ကြလေးမှွေတယ်ပစုံလေးလည်းအဲ့လိုမျိုးလေးရဲတော့မယ်ဆိုရင်တော့အားလေရော့ စုံလေးရဲလားပစုံလေးလည်းအနေထားပြုစုတော့ပဲလုံးမွေဒီလေးထည့်ရောမှွေမှာပေါ့နော်အဲ့ပဲလုံးမွေဒီလေးကိုတော့နှောင်းမှွေမှာပါမှွေရမှွေရနှောင်းမှွေရတော့အဲ့တော့နှောင်းလုံးမွေလို့ပြီးစီးွားပြီးဆိုရင်တော့တော့ပဲလုံးမွေဒီလေးကိုနုံအထိတော့မှွေလိုက်တယ်ပေါ့နော်စီလေးလည်းပဲအဲ့ပစုံလေးလည်းကျွတ်နေအဲ့လိုပဲလုံးမွေဒီလေးလည်းအဲ့လားလေးတော့နှောင်းမှွေလိုက်တယ်နှလုံးမွေလို့ PCP ဆိုရင်တော့ ကလုံးမှုလုပ်ပြီးပြီဆိုတော့ရေဆေးတက်စင်လာတဲ့စူပုတ်ရွက်လေးပဲထည့်ရမှုလိုက်မယ်ပေါ့နော်။အဲ့လေးပဲတော့နှောင့်မှုလိုက်လေဘာဖြစ်အနံ့နေထွက်အောင်လို့ပေါ့။ခုပဲထည့်ခုပဲရေထည့်ဆိုရင်အဆင်မပြေဘူးလေနော်။စားရလာတယ်ဟိုညှိစော်ရင်းနဲ့အဲ့လာကြမတော့အဲ့ဒီဟာလေးကိုနုံဝါနဲ့ထည့်ပေါ့စူပုတ်ရွက်ဆိုတဲ့နုံဝါထည့်တော့မှုရတယ်။ပစုံလေးဆိုလည်းတော့နှုံနုံနဲ့ထည့်ပေါ့မှုလိုက်လေ။ မွေလို့ပြီးစီးပြီးဆိုတော့မှပစုံကြောက်တဲ့ညုတ်တီစိညုတ်တီစိဆိုတာအချိုချက်လို့တော့ပြောတယ်ဒါပေမဲ့တော်ရလေအတိတ်ရောလေအချိုချက်တိတ်မစားဘူးအဲ့လိုကြောင့်မို့တော်ရလေရောညုတ်တီစိနည်းနည်းထဲတာအချိုမုတ်တွေထဲတာပေါ့အချိုမုတ်တွေကတော်ရတာလောတော့ဘောနော်ချိုမုတ်တွေကလောတော့တော့ထဲလိုက်ပါလေချစ်လို့ရင်ချိုမုတ်တွေပြီးသွားရင်တော်စားလေးရတခါလေးထဲလိုက်တယ်ပေါ့ဒေအိုလေးကတော့ထဲထဲမှာအနံ့နေရတော့ထွက်လာပြီပေါ့ချစ်လို့ရင်တော်ကအဲ့လားချိုမုတ်စားထည့်ပြီးတော့အလောတော့ဖြစ်ပြီဆိုတော့နှောင့်မှုလေပေါ့ အနံ့နေထွက်တဲ့ထီပေါ့နော်ဟိုအမှုဝေးကြက်ကြက်နေအနံ့နေထွက်ပစုံကြောင်လေးဟိုတော့ထိုက်တာဆိုတော့လေပစုံကြောင်လေးမှုတဲ့ထီပေါ့တော့တော့မှုပေးပါလေအကောလုံးမှုလို့ပြီးစီးပွားပြီဆိုရင်တော့တော့ရေထဲမှာအလုံးမှုလို့ပြီးပွားပြီဆိုရင်တော့တော့ရေထဲပြီပေါ့ရေရတော့တော့လိုချင်သလောက်လေးပေါ့နော်ကိုလိုချင်သလောက်လေးပဲတော့ဒီဟာလေးနူးတဲ့ထီတော့ရေလေးထည့်လာပါလေ ဘလို့နေတိုင်းနေတိုင်းလေးဟိုအခန်းမထိုင်းနိုင်ငံမှာဆိုရင်တည်တိုင်းနေတိုင်းနေတိုင်းဈေးတွိုင်းရအတန်းငါအတန်းငါအဲ့လိုမျိုးဖြစ်ဒါဆိုရင်ရေကတိတက်ထဲမှာဟိုဟာလေးနည်းနည်းဒီဟာလေးနည်းနည်းဆိုရင်အဲ့လားလေနှင်းအိုးတစ်ခွက်ဖြစ်သွားလာပဲနော်ချစ်လို့အဲ့လိုမျိုးလေးချက်စားအကြီးတခါလေးကြာရင်လေအဲ့လိုလေးချက်စားတာအချိုချက်လေးအဲ့လိုချက်စားလာလေအရန်ကောက်တယ်ပြောမဆိုရင်လေတို့ရွာဘက်မှာဆိုရင်လေတလည်းပပုံစံမျိုးလေးပေါ့နော်စူပိုးရွက်လေးပဲခက်လာလာဆိုတော့လေတော့အရန်ကြိုက်တယ်ဒီလိုမျိုးနှင်းကျုပ်လေးမျိုးတွေတော့နေ့တိုင်းချက်စားပြည့်တယ်နော် အဲ့လိုမျိုးဟိုတပတ်မှတစ်ခါအဲ့လိုမျိုးဟင်းကျုပ်လေးတော့အဲ့လိုမျိုးတာလဘောပုံစံမျိုးစူပေါ်ရွေးများလေးတော့ထည့်ရွေးအဲ့လိုမျိုးချက်စားပြပါလေအချိုချက်လေးပေါ့နော်ကဲချစ်တငယ်ချင်းတို့ရေဒါလေးကတော့တော့အဲ့လိုရေများလေးတယ်ပေါ့နော်ဒါလေးကတော့တော့အဲ့လိုခုပဲအနက်နေမှွေးပြီဆိုတော့ဖွင့်ကြည့်ရပြတ်အုပ်လာတာပေါ့နော်ကဲအနေထားလေးလည်းရပြီဆိုတော့ပကံနဲ့ထည့်မှုပေါ့နော်ပကံနဲ့ တော့အားလုံးမရတော့ခုပဲချတယ်ခုပဲလေးပကံလေးထည့်ရထမင်းစားတော့မယ်ပူရလေပူတော့လေအငွေလေးရလေးသူလားဖုံးပေါ့ပါငွေပါတက်လေလေကမလာရိုက်တာလေငွေလေးပူပူရလေပူဒါမှတော့လေထမင်းစားခြင်းလေအနံ့လေးရတာလေမှုရတယ်ဆိုတော့လေတော့အဲ့လိုမျိုးလေထမင်းစားခြင်းတော့တော်မြန်လေးထည့်ကဲချစ်သခင်ပြန်လို့လေဒီလိုလေးစားကြည့်ကြနော်တော့ပလော့လေးလေအားပေးကြပါချစ်လို့ရေ